ဟယ်လိုအားလုံးပဲမင်္ဂလာပါ Coach Black You Channel ကနေကြိုတင်လိုက်ပါတယ်ဗျာဒီချက်ပြပြမှာကတော့အချင်းမောင်ရလေးဖြစ်ပါတယ်ဗျာကျွန်တော်တို့ကျွန်တော်တဲပူလာပြီဆိုရင်တော့စီလေးထည့်ပါမယ်ကျွန်တော်ငါးကြော်ဖို့အတွက်ပေါ့နော်ပထမဦးတော့ငါးနဲ့စလုံးမုံနဲ့စားရချိုးမုံထည့်ပြီးနေတာတက်ပြီးတော့ကျွန်တော်ဖြစ်ပါတယ်ခုလေးစီပူလာပြီးကြက်လာပြီဆိုတော့ငါးငါးထည့်ပြီးတော့ကျွန်တော်ဖြစ်ပါတယ်ဗျာ ကြော်နေရောမှာငါချက်ဖို့အတွက်ကျွန်တော်တို့ရုပ်စုံလေးကိုကြက်သွန်ဒီထည့်ပါမယ်ပြန်ရီထည့်ပြီးတော့အဲရောင်းတဲ့မှုန့်ပေါ့နော်ရောင်းတဲ့မှုန့်ရုပ်သီးမှုန့်လေးကိုထည့်ပြီးတော့ထောင်းမှဖြစ်ပါလေဗျာ ုဆိုရင်တော့ကြော်ထားတဲ့ငားတွေကတစ်ဖက်ကနှက်သွားတဲ့အတွက်ကြောင့်မို့လို့ဆိုလမ်းမှာဖြစ်ပါလေ။အဲတော့ပြောတယ်လို့ပဲစီမနက်ဖက်နဲ့အားထည့်လိုက်တဲ့အခါမှာဆိုရင်ဒီလိုချိန်မှာလှန်တဲ့ခါကျရင်တော့တဲဟိုမှာကတ်ပြီးတော့အလှန်လုံးမြတ်ဖြစ်တတ်ပါလေ။အသားတွေကြေမွသွားတယ်เนาะ။တော့အစီကြက်တဲ့ချိန်မှာထည့်တဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လမ်းရတာတော့ဘယ်လိုကူလေးဖြစ်သွားပါလဲ။ဒါကျွန်တော်ရှိုက်ပလိုက်ပြီเนาะ။ဒါကပြောပါလေ။ ီးလည်းပြတ်သွားပါတယ်။အားကြောင့်မကျွန်တော်တို့ကဒီနဲ့ပြန်ပြီးတော့ဆရာမဖြစ်ပါလေဗျာ။ကျွန်တော်ငါကြော်ထားတဲ့စီလေးပြန်ပြီးတော့ထည့်ပါမယ်။ထောင်းထားတဲ့ကျက်စုံလေးအနှစ်လေးထည့်ပါမယ်။ ခုလိုလေအောင်လေးရလာပြီဆိုရင်တော့ရောက်ခန်းညီလေးထည့်ပါမယ်ခန်းညီလေးတွေကြည်သွားအောင်ဒီလေးနိုင်ငယ်ထဲမှာဖြစ်ပါတယ်ဗျာ ရတာအတွက်စားလေးတစ်စုံထည့်ပါမယ်။ချုံမုံလေးတစ်စုံထည့်ပါမယ်။ပေးကံပြာကြီးလေးအနှဲငယ်ထည့်ပါမယ်။ ်ပြန်ညင်နေလေးတယ်။နည်းလေးတွေကျေသွားပြီဆိုရင်တော့ကျွန်တော်တို့ငါးထည့်ပါမယ်။ကြော်ထားရင်ငါးလေးထည့်ပါမယ်။အဲဒီတော့ကျွန်တော်တို့အနေငယ်မှုပြ ကျေးဇူးတင်နောက်ဆုံးမှာတော့ချမယော်လေးထည့်ပါမယ်။ချမယော်လေးထည့်ပြီးတော့ငယ်ငယ်မျိုးပေးလုံလိုက်မှာဖြစ်ပါလေဗျာ။ဆိုရင်တော့ ဖားစင်တွေကကောင်းတဲ့အချင်းမောင်ကျော်တွေရလို့ဖြစ်ပါတယ်။ဆိုရတာကတော့ပြီးပြီးတော့ထင်နေပါတယ်။ဒီစိတ်ကြိုက်ထင်လို့ရပါတယ်။ရလာပြီးပြီးတော့ကျွန်တော်တို့နေတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ဘာမှမထဲတော့ပါဘူး။အင်း